်နောက်တစ်ခုကတော့ဒီကောင်ဒီ washer egg သုံးတဲ့နီးပေါ့နော် washer egg ကိုဘယ်လိုထည့်မလဲဒါလေးတစ်ချက်သွားကြည့်အောင်ဒါပထမဆုံးကားရဲ့ဒီထိုင်ကုန်ပေါ့နော်ဒီထိုင်ကုန်ရဲ့ဟိုအောက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါ brake lever ရှိမယ်ပြီးရင်ဒီမှာပုံလဲပြတာတွေပေါ့နော်အဲတချို့ကားတွေဆိုလို့ရှိရင်ဒီနေရာလောက်မှာစီဖုံးဖွင့်နေတာရှိတယ်ပေါ့နော်ကျွန်တော်ကတော့စီဖုံးကိုဒီတိုင်းဖွင့်ရတယ်လာနှိပ်စရာမလိုဘူးပေါ့နော်ဒီကောင်လေးဒီကောင်လေးကိုကျွန်တော်တို့ကကိုယ့်ဘက်ကိုဆွဲလိုက်မယ်ဆိုလို့ရှိရင် အဲ့ဒါရှေ့ဘုံပွင့်သွားပြီပေါ့နော်ကျွန်တော်ရဲ့ကားကတော့စီဖုန်ဒီဇိုင်းဖွင့်လိုက်လို့ရတယ်ပေါ့နော်ပြီးတော့ဟိုကတ်မပါဘူးသူကဒီဇိုင်းထပ်တန်းထက်တန်းပြီးတော့ထုတ်လုံမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့အရှိတ်သွားမယ်ရှေ့သွားပြီးတဲ့ခါကျမှဒီမှာကျွန်တော်တို့ဒီကားရဲ့အလဲပေါ့နော်ကားရဲ့အလဲဆိုဒီလိုကိုတစ်စိတ်ရဲ့အလဲပေါ့နော်ဒီအလဲလောက်မှရှိတယ်ဘားလေးကိုကျွန်တော်ဒီဘက်ခြမ်းကိုတွန်းလိုက်လို့ရှိရင်ပွင့်တယ်ပေါ့နော်အဲ့တချို့ကားတွေကြတော့ဒါ hydraulic အတန်ရှိတယ်ကျွန်တော်ကားကတော့အတန်မရှိဘူးအဲ့တော့ဒီတန်းလေးကို ဒီနေရာလေးမှာချိန်ရအောင်ပေါ့နော်ကလစ်ကဒီကောင်ဒီကောင်နဲ့ဒီကောင်နဲ့ကလစ်ချိန်ထားတာဒါကြောင့်မလို့ဒီ logo တစ်စိတ်ရဲ့အလင်အကားဖဲကားပဲဖြစ်ဖြစ်အတူတူပဲပေါ့နော်လူမျိုးလေးတွန်းလိုက်လို့ရှိရင်ဒီမှာကလစ်ကပြုတ်သွားတယ်ပေါ့နော်ဒီကလစ်ကိုပြုတ်သွားတယ်ပေါ့ပြုတ်သွားလို့ရှိတကဖွင့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကဒီ set ထဲမှာတော့ဘာမှကင်စရာတွေ့ရမှာရှိပေါ့နော်တခုဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဆိုင်ပို့ရတာပဲပေါ့နော်ကျွန်တော်ဒီ engine 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 oil engine စီပေါ့ engine စီကိုကျွန်တော်တို့ကကြည့်လို့ရမှာပေါ့နော်ဖြုတ်လိုက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတုတ်တန်လေးရှိတယ်ပေါ့နော် ဒုတ်တန့်လေးမှာဆိုလို့ရှိရင်ဒီမှာအဆက်ကလေးခုရှိတယ်ပေါ့နော်ဒီအဆက်ကလေးနဲ့ဒီအောက်ကအဆက်ကလေးနဲ့ဂျာထဲမှာဒီအင်ဂျင်ဝိုင်းရရှိရမှာပေါ့နော်အဲ့တော့ဒီအပေါ်ကြော်ပြီးတော့ရှိလို့လည်းမကောင်းသလိုမျိုးဒီအောင်နာလောက်ရှိရင်လည်းမကောင်းဘူးပေါ့နော်အခုကျွန်တော်အနေထားဆိုလို့ရှိရင်ဒါလဲပြီးတာသိမကြသေးတဲ့အနေထားဖြစ်တယ်အပြီးတဲ့အခါမှာကျွန်တော်တို့ဒီအင်ဂျင်ဝိုင်းအယောင်ကအရန်ညိုသွားလို့ရှိရင်လဲတင်ပြီပေါ့နော်တော့မဲသွားတယ်ဆိုလို့ရှိရင်တော့ချက်ချင်းလဲတင်တယ်ဒီအယောင်လောက်ဆိုလို့ရှိရင်ဒါအဆင်ပြေသေးတယ်လို့ပြောရမှာပေါ့နော်အင်ဂျင်ဝိုင်းဒီလေးပုံပုံ 3ပုံလောက်ရှိသေးတယ်ဆိုတဲ့ပုံပေါ့နော်အဲ့တော့အဲ့လိုအင်ဂျင်ဝိုင်းကြီးကျွန်တော်တို့တိုင်းတာလို့ရမှာပေါ့နော်အဲ့နောက်တစ်ခုကကျွန်တော်တို့ဒီမှာ washer app ပေါ့နော် washer app အသုံးမယ်ဆိုလို့ရှိရင်ဒီကောင်လေးပေါ့နော်ပုံကကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဖန်ကိုရေဖြန်းတဲ့ပုံစံလေးရှိလိမ့်မယ်နော်အဲ့ဒါကိုဒီကောင်ကိုကျွန်တော်ကဒူလေးဖွင့်လိုက်လို့ရှိရင်ဒီထဲမှာကျွန်တော်တို့ထည့်လို့ရတယ်ပေါ့နော်အဲ့ဒီအောက်ကိုစိုက်ပြီးတော့ဒီလိုလှည့်ရတာပေါ့နော်ဒီဟန်ဖွင့်လို့မရဘူးအောက်ဆိုင်ကိုလှည့်ရတယ်ဒါမှသူကပွင့်တာပေါ့နော်ကလေးတွေပါလေအလွယ်တကူမဖွင့် ွင့်လို့မရအောင်လုပ်ထားတာပေါ့နော်ကားကြီးလေးဆိုလို့ရှိရင်ဒီလိုကောင်းလို့နှစ်ဘူးလောက်ထည့်လို့ရတယ်နည်းနည်းလေးပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဖုန်းပြန်ပေးလိုက်ပေါ့နော်ပြီးရခါမှာကျွန်တော်ဆက်ကိုယူပြီးတော့ဒီတုတ်တန်လေးကိုဒီညာလေးမှာကလစ်ကလေးပေါ့နော်ပြန်ထားမယ်ပြီးရင်အဖုန်းကိုဒီနားလောက်ပေါ့နော်ဒီနားလောက်ကနေပြီးတော့ပြစ်ချလိုက်လို့ရှိရင်တွန်းသူအော်တော့ပိတ်သွားတယ်ပေါ့နော်ဒီကောင်လေးတွေကိုအဲ့လိုမျိုးတစ်ခါသေးချလို့ရှိရင်တုတ်ပေးရကြီးရဖုန်းနေပေါ့နော်မူတ िश ူရေတ िश ူလေးနဲ့တာဝါလေးနဲ့ဆိုလေးတုတ်ပေးရပေါ့နော်တစ်ခါလေးကြာ ီကောင်ကလည်းလိုမျိုးမထိစေနဲ့ပေါ့နော်အရင်ထိအရင်လည်း talk ဆိုထိပါလို့ရှိရင်တမှန်ကွဲတတ်တယ်အဲ့တော့မှန်ကွဲရင်မှန်ဈေးကြီးတယ်ပေါ့နော်ဟောဒီလိုမျိုးအညစ်ကြီးတွေထွက်လာတခါလေးကြရင်တစ်လမှာနှစ်ခေါက်သုံးခေါက်လောက်ဒါထုတ်ပေးတင်တာပေါ့နော်ဟောရှာထည့်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဆက်နှိုးပြီးတော့ဒီနားကအတန်လေးကိုကျွန်တော်တို့ကနှိပ်ရတာပေါ့နော်ဒီနောက်မှာမှန်ရှိရပေါ့နော်ဒီနောက်ကမှန်ကိုလည်းကျွန်တော်တို့ဒီကနေပြီးတော့ဒီအပေါ်ကိုဒီလို on လိုက်လို့ရှိရင်နောက်ကမှန်ကိုရေတုပ်ပေးတာဖြစ်ပါတယ်ဒါကတော့ off ပိတ်ထားတာပေါ့နော်အဲ washer air ကိုကျွန်တော်တို့ကအသုံးပြုရမယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်ကအရှိတွန်းရတာမဟုတ်ဘူးဒီကောင်ကိုအနောက်ကိုဆက်သွားတာပေါ့နော်အဲ့တော့ကားမောင်းရင်းနဲ့ washer ဖွင့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးဖွင့်နိုင်ရှင်းရတယ်ပေါ့နော်ဒီလိုဒူလေးတင်းလိုက်လို့ရတယ်။ဟောဒီဘက်ကဟာကကြတော့ကျွန်တော်တို့ဒီအချက်ပြမီပေါ့နော်အောက်ချမယ်ဆိုလို့ရှိရင်ဒီဘက်အချက်ပြမီပြင်ပြန်တင်းအပေါ်ကိုတင်းမယ်ဆိုလို့ရှိရင်ဒီဘက်ညာဘက်အချက်ပြမီကိုဖွင့်တဲ့ပုံစံမျိုးပေါ့နော်အဲ washer ဖွင့်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကိုတင်းလိုက်ရုံပဲပေါ့နော်ဒီလိုမျိုးလေးတင်းလိုက်လို့ရှိရင်ဒီမှာသူ လို့လို့အခုနကျွန်တော်တို့ထည့်ထားတဲ့ washer app ပေါ့နော်အဲ့ဒါငန်းကိုကြည့်အောင်လို့တုတ်တာဖြစ်ပါတယ်အဲ့တော့အပေါ်တင်မှဆိုရင် तू ကတုတ်လိုက်မယ်ရက်သွားမယ်ပြီးရင်နောက်တစ်ခေါက်ပြန်တုတ်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးအပေါ်တင်မှဆိုရင် तू ကဒါအမြန်ပေါ့နော်ဒီပေါ်ဆိုလို့ရှိရင်ဒါအမြန်ပေါ့မသိရင်အောက်တစ်ချက်ချလိုက်လို့ရှိရင်ဒါသွန်းသူပြန်ရက်သွားပြီပေါ့နော်အဲ့လိုပုံစံလေးဖြစ်ပါတယ်